မင်္ဂလာပါအခုကြာဆပြီးတော့ဇွန်လ29ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်တံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအာမီပါဒီနေ့လဲမနေ့ကလူပဲလို့ပြောရမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့တိုက်ပွဲသတင်းတွေနဲ့ပဲစရမှာဖြစ်လို့ပါရှမ်းပြည်မြောက်ပိုင်းနှုတ်ချူမြို့နယ်တဲကနေရ9နေရမှာတော့စစ်ကောင်စီတပ်နဲ့တပ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့အကြမ်းမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။နောင်ချူမြို့နယ်တဲကနောင်ဖားပြီးတော့ညံတော်လုံဆုံအုံမခနဲ့နောင်လင်းရွာတွေမှာတိုက်ပွဲတွေဖြစ်နေတာလို့ TNL ကဂျွန်လာ28ရက်နေ့မှာထုတ်ပြန်ပါတယ်။တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတဲ့အပြင် drone နဲ့လည်းဘုံကျဲတိုက်ခိုက်တာတွေကိုလုပ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီကလက်နက်ကြီးအလုံးရေ80အပြင်ဒီ drone သုံးပြီးတော့လည်းဘုံအလုံးရေ30ကျော်နဲ့ပစ်ကူပေးခဲ့တယ်လို့ TNL က ပြောပါရီညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့အပြည့်ရဲ့ကြီးညာထားတာကိုဒီစစ်ကောင်စီကအခွင့်ကောင်းယူပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအဆက်မပြတ်ပေါ့နော်ဒီဇက်တိုက်လှုပ်လာနေတဲ့အတွက်နောင်ချုံမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ TNL ကပြောပါရီရှမ်းပြည်မြောက်ပိုင်းမှာဒီတိုက်ပွဲတွေအပြင်လေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေနဲ့ဒီလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကလည်းဇက်တိုက်လှုပ်နေပါရီအရက်သားတွေနေတဲ့ရက်ရွာတွေကိုဥတီပြီးတော့စစ်ကောင်စီတပ်ကတိုက်ခိုက်မှုတွေလုပ်နေတာ ဖြစ်တယ်လို့ဆိုကြပါတယ်ဒီကနေ့မနေ့အစောပိုင်းမှာဆိုရင်လေဒီကြောက်မဲမြို့သေးကိုစစ်တပ်ကအာထပ်ပြီးတော့လေချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရက်သားတစ်ယောက်သေဆုံးပြီးတော့နှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်ဒီလေချောင်းဘုံကျဲတက်ခိုက်မှုထဲမှာအရက်သားအမျိုးသမီးတစ်ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်အမျိုးသား၂ယောက်ကတော့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တအန်းအမျိုးသမီးအဖွဲ့ TWO ပြီးလို့ရှိရင်ဒီတအန်းတပ်ပေါ့နော် TNL တို့ကထုတ်ပြန်ထားပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာဆိုရင်အသက်16နှစ်အောက်အမျိုးသား၁ယောက်အပြင်အသက်16နှစ်အရွယ်၁ယောက်လည်းပါတယ်လို့ TWO ကဆိုပါတယ်လူနေအိမ်နှလုံးလဲထိမှန်ပျက်စီးသွားခဲ့တယ်လို့တန်းတက် TNL ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။စစ်ကောင်စီကအပြစ်ရက်ကာလအတွင်းမှာဒီလေချောင်းတိုက ်ခိုက်မှုတွေကိုဇက်တိုက်လုံနေတာဒီနေ့အချိန်ထိပါစကိုင်းငလင်လှုပ်ခတ်ပြီးတဲ့နောက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဖို့ဆိုပြီးတော့မတ်လနောက်ဆုံးအပတ်ကနေဂျွန်လကုန်အထိစစ်ကောင်စီတက်ရောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရောအပြစ်ရက်ကာလကိုထတ်တိုးခဲ့ကြပါတယ်ဒီလိုမျိုးထတ်တိုးထားတဲ့ကာလမှာပဲစစ်တပ်ကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးပေါင်း622ကြိမ်လုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့ခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတ ယ်ဒီလေကြောင်းတိုက်ခိုက်မှုတဲမှာတော့ဒီပြည်သူပေါင်း900တယောက်သေဆုံးခဲ့ပြီးတော့လူဦးရေ1059ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ် ကမ်ဘလူမြို့နယ်ထဲမှာတော့စစ်ကောင်စီတပ်နဲ့ပြူစောထီးတွေက၃ရက်ဇက်တိုက်စစ်ကြောင်းထိုးမိရှုပ်ဖျက်ဆီးမှုတွေလုပ်တဲ့အထက်မှာဒီစွန့်အပ်နေတဲ့ပြည်သူတယောက်ပေါ့နော်ဒီအလုံးနားလည်အောင်ပြောရရင်တော့စကားမပြောနိုင်တဲ့သူတယောက်အပါဝင်ဒီအပြစ်မဲ့ပြည်သူ၉ယောက်ကိုတပ်ဖြတ်သွားခဲ့ပါတယ်အဲ့ဒီပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ပြီးတော့ဒီ level တွေလှိဖြတ်ပြီးတော့တပ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ကျွန်းလတက်ကြွလှုပ်ရှားသူများအဖွဲ့ကပုံတွင်နဲ့အတူကျွန်းလ26ရက်နေ့ကထုတ်ပြန်ပါတယ်ကမ်ဘလူ ူမျိုးနယ်တဲကဒီဇီကုံတိုက်နယ်ထဲမှာရှိတဲ့ရွာတွေကိုစစ်ကောင်စီတပ်နဲ့ပြူစောထီအယောက်တရာလောက်ကဇွန်လ23ရက်နေ့ကနေ25ရက်နေ့အထိစစ်ကြောင်းထိုးဝင်လာတာလို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းကအရက်သားပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ကြတဲ့အပြင် ပြည်သူတွေပိုင်တဲ့အိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ အသက်ခံရတဲ့သူတွေထဲမှာတော့ဒီအသက်30ကျော်အရွယ်ကနေအသက်60ကြားအရွယ်ရှိတဲ့အမျိုးသားတွေပါဝင်ပါတယ်တော်တော်များများကလက်ပြန်ကျူးတုပ်ညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီထဲမှာတယောက်ရဲ့အလောင်းကတော့မီးရှို့ထားတာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ် အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အီရန်နဲ့အစ္စရေးကြားမှာဒီစနေရက်စစ်ပွဲကြီးဖြစ်လိုက်တာကြောင့်အဲမင်းဖြောက်ခံထားတဲ့စစ်ပွဲတွေရှိနေပါတယ်။ဒါကတော့ယူကရိန်းစစ်ပွဲပါ။အခုတော့ယူကရိန်းစစ်ပွဲကမျက်နှာစာကို ပြန်ပြီးတော့ရောက်လာခဲ့ပါပြီ။အမေရိကန်သမ္မတဒိုနယ်ထရမ့်ကဒီယူကရိန်းကိုဒီပေထရီယာဒုံးကျည်ပေါ့နော်ဒုံးကျည်စနစ်တွေအာထပ်ပေးဖို့စဉ်းစားနေတယ်လို့ပြောလိုက်ပါတယ်။အမေရိကန်သမ္မတဟာ NATO အစည်းအဝေးအဲ့ဒီအဝန်အဝိုင်းမှာဒီ Ukraine တမနာ Zelensky နဲ့တကပိတ်အစည်းအဝေးလုပ်ပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးပြောလိုက်တာ ဖြစ်ပါတယ် နေတိုအစည်းအဝေးမှာတော့ဖွဲ့ဝင်နိုင်ငံပေါင်း32နိုင်ငံအနေနဲ့အဲ10နှစ်အတွင်းမှာနှစ်စဉ် GDP ရဲ့900ခိုင်နှုန်းအထိစည်ရေးဘတ်ဂျက်အဖြစ်သုံးစွဲသွားဖို့သဘောတူခဲ့ကြပါတယ်။ဒါကြောင့်နေတိုနိုင်ငံတွေရဲ့ယူကရိန်းအပေါ်ထောက်ပံ့မှုတွေကလည်းတိုးလာဖို့အလားအလာရှိနေတဲ့အချိန်မှာဒီ Patriot ဂျားဖြတ်ဒုံးကျည်စနစ်ကိုထပ်ပေးဖို့အမေရိကန်ကစဉ်းစားလာတာလည်းဖြစ်ပါတယ်ပီထရီယာဂျားဖြတ်ဒုံးကျည်စနစ်ဟာရေဒါကိုအခြေခံတဲ့မြေ ပြင်းကဝေဟင်ပစ်ဒုံးကျည်စနစ်ဖြစ်ပြီးတော့တစ်ဖက်ကပစ်လွတ်လိုက်တဲ့ဒုံးကျည်တွေကိုဈာဖြတ်ပစ်ချတဲ့စနစ်ဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်ကတော့ဒီဒေတာအတွင်းကသတင်းတစ်ပုတ်ကိုပြောပြချင်ပါတယ်။ထိုင်းကမ္ဘောဒီးယားတင်းမာမှုနောက်ဆုံးအခြေအနေကိုပြောပြပေးမှာပါ။ထိုင်းကသူတို့ရဲ့ mobile phone ဝန်ဆောင်မှုတွေကို ကမ္ဘောဒီးယားကို ပေးမသုံးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ထိုင်းနိုင်ငံမှာတယ်လီဖုန်းဆက်သွယ်ရေးကို ကြီးကြပ်တဲ့ NTBC ဆိုတဲ့အဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ကြီးကကမ္ဘောဒီးယားနိုင်ငံမှာဒီထိုင်းရဲ့မိုဘိုင်းဝန်ဆောင်မှုတွေမတုံးနိုင်အောင်ပိတ်ပင်ဖို့စီကံချက်အစ်စ်ကိုထုတ်လိုက်ပါတယ် အကြောင်းပြတာကတော့ကမ္ဘောဒီးယားနိုင်ငံမှာကြားဖြတ်လို့ခေါ်တဲ့ဒီလူသိများတဲ့ online ငွေလိမ်ခိုင်းတွေလုပ်ငန်းလုပ်နေကြတာကိုတားဆီးဖို့ကာကွယ်ဖို့ဆိုပြီးတော့အကြောင်းပြထားပါတယ်။အဓိကနယ်မြေကတော့ဒီကမ္ဘောဒီးယားရဲ့ပွိုင်းပက်လို့ခေါ်တဲ့နယ်စပ်ဒေသနဲ့မြန်နယ်ချင်းဆိုင်ကဒီအရညာပထိဒေသကိုပိတ်မထားပါတယ်။15ရက်အတွင်းမှာထိုင်းရဲ့မိုဘိုင်းဆက်သွယ်မှုတွေအားလုံးကိုပိတ်ပင်သွားရမယ်လို့အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ပိတ်ပင်လိုက်တဲ့အထက်မှာတော့ internet data သုံးစွဲ အသုံးပြုမှုရောနောက်ပြီးတော့ဒီဖုန်းခေါ်ဆိုမှုတွေပါပါမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးသတ်မှတ်ချက်တွေထွက်လာတာကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနယ်စပ်တင်းမာမှုတွေကနေဒီအစိုးရပိုင်းခေါင်းဆောင်ပိုင်းစကားစစ်ထိုးမှုကြီးတွေကြီးထွားလာတဲ့အချိန်မှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ် တချိန်တည်းမှာပဲကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဝင်ကြီးချုပ်ဟောင်ဟွန်ဆန်ကထိုင်းဝင်ကြီးချုပ်ပီတုံထန်ရှင်နဝတ်ရဲ့အဖေဖြစ်တဲ့ဒီထက်ဆင်ရှင်နဝတ်နဲ့ရှင်နဝတ်မိသားစုတွေရဲ့အတွင်းရေးတွေကိုပေါ်ထုတ်မယ်လို့လည်းချိန်ချောက်ထားပါတယ်။မကြသေးခင်တုန်းကတော့ထိုင်းစစ်တပ်ကနေဆက်ဖြတ်ကျော်သွားလာမှုတွေကိုလူသားချင်းစာနာမှုနဲ့အရေးပေါ်အခြေအနေတွေကလွယ်လို့အကုန်ပိတ်ထားလိုက်ပါတယ်။ လူတွေမှာဆိုလိုချင်တာကတော့လူတိုင်းမှာအိမ်မက်ကိုစီရှိကြပါတယ်။တချို့ကတော့ကိုဘွားမှာအိမ်မက်တွေကိုအကောင့်ထဲပေါနိုင်ခဲ့ကြပေမဲ့အများစုကတော့အဲ့ဒီအိမ်မက်တွေကဖြစ်မလာတတ်ကြပါဘူး။ဆိုတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားကအာရှယ်ရွန်လိန်ဆိုတဲ့အမျိုးသမီးကတော့သူအဖြစ်ချင်းဆုံးအိမ်မက်တွေထဲကတစ်ခုကိုအကောင့်ထဲပေါလိုက်နိုင်ပါတယ်။အခုလလယ်ပိုင်းမှာပဲဒီဒီလလယ်ပေါ့နော်ဂျွန်လလယ်ပိုင်းမှာပဲသူ့ရဲ့အိမ်မက်တွေပြေဝခဲ့ပါတယ်။ သူဟာ velvy odexy ဆိုတဲ့ဇင်ခံသင်္ဘောကြီးပေါ်ကိုပျော့ပျော့ကြီးတက်သွားခဲ့ပါတယ်ဒါဟာနှစ်ပေါင်းများစွာကြာတဲ့သူ့ရဲ့အိမ်မက်ဟာတကယ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်အခုချိန်မှာတော့ရှယ်လွန်ရင်းရဲ့အသက်က အသက်89နှစ်ရှိနေပါပြီ။သူဟာနောက်ထပ်15နှစ်တိုင်အောင်အဲ့ဒီဇင်ကန်တင်မောကြီးပေါ်မှာနေခွင့်ရမှာ ဖြစ်ပါတယ်။သူကတင်မောကြီးပေါ်မှာ အခန်းလေးတစ်ခန်းကို15နှစ်စာနေထိုင်ဖို့အတွက်ဝယ်ယူလိုက်နိုင်တာဖြစ်ပါတယ်။ သူနေမဲ့စိန်ခံတင်မောကြီးကအခောက်ရေအလိုက်ပေါ့နော်လိုက်ပါတဲ့ဧည့်သည်တွေရှိတယ်လို့ပုတ်ပြက်ငှားတဲ့အခန်းတွေလည်းရှိနေပါတယ်။အဲ့ဒီအထဲကမှအခန်းတစ်ခန်းကတော့ Sharon Lane ရဲ့ဒီအခန်းပဲဖြစ်ပါတယ်။ Velvety Odyssey ဟာအခုနောက်ပိုင်းမှာတော့စိန်ခံတင်မောကြီးတွေရဲ့စီးပွားရေးအသစ်ဖြစ်တဲ့အခန်းတွေကိုရေရှည်ငှားတဲ့လုပ်ငန်းလေးပါဝင်လာပါတယ်။တင်မောကြီးကကဘာတိုက်ကြီးငားတိုက်ကစိတ်ကံပေါင်း၁၀၀ကျော်ကိုလှည့်လည်သွားလာခဲ့တာဖြစ်ပါတယ်။ ဆက်ပြီးတော့လဲသွားနေအောင်ပါပါ Velvety Odexy မှာအတွင်းခန်းတွေနဲ့အပြင်ခန်းတွေဆိုပြီးတော့ရှိကြပါတယ်15နှစ်စာအတွင်းခန်းတစ်ခန်းကိုတော့အပြတ်ဝယ်ရတဲ့ဈေးနှုန်းကအာဒေါ်လာတသိန်း2900ဖြစ်ပြီးတော့လာစင်ကြီးအနေနဲ့နှစ်ယောက်ခန်းကိုတယောက်ဆိုလို့ရှိရင်ဒေါ်လာ2000နဲ့တယောက်ခန်းဆိုရင်တော့ဒေါ်လာ3000ပေးရပါတယ် အပြင်ခန်းတွေကတော့အပြက်ဝယ်ကဒေါ်လာ36,900ဖြစ်ပြီးတော့တစ်လကိုလူတစ်ယောက်ကိုဒေါ်လာ900အပူပေးရပါတယ်။ကဲပင်လယ်ထဲမှာနေကျင်တဲ့သူတွေအတွက်တော့ဒါဟာအခွင့်အလမ်းအစ်ဖြစ်မယ်လို့ထင်ပါတယ်ရှင်။ တရင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကပတ်စင်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။